မဲဆရအနေနဲ့အကြမ်းခံတဲ့ဖုန်းဆိုရင်ဘယ်လိုမျိုးဖုန်းတွေအရင်ဆုံးပြင်မြင်လဲလူတွေတော်တော်များများရဲ့အမြင်မှာတော့ကျွန်တော်တို့ထူထူထဲထဲကြီးရင်းနဲ့အိုကေတလုံးစာလောက်အလေးချိန်ရှိတဲ့ bracket ဖုန်းတွေကိုအရင်ဆုံးပြေးပြီးတော့မြင်နိုင်မယ်အဲဒါကလည်းအရင်တော့ဟုတ်တယ်ပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းမှာဖုန်းတစ်လုံးကိုအကြမ်းခံဖို့အတွက်နဲ့အဲဒီလိုမျိုး bracket ဖုန်းတွေလောက်ကင်ဆယ်ရမလို့ပဲနဲ့ကျွန်တော်ရိုးတနက်တာမန်ဖုန်းတစ်လုံးနဲ့တင်ဒီလိုမျိုး bracket ဖုန်းတွေလိုမျိုးအကြမ်းခံတဲ့ဖုန်းတော်တော်များများထွက်လာပြီး အဲ့လိုဖုန်းတွေထဲမှာမကျွန်တော်ဒီနေ့မှ review လုပ်ပေးမယ် Oppo ရဲ့ A5 Pro ကလည်းတစ်လုံးအပါဝင်မယ်အဲ့တော့ဒီ Oppo A5 Pro ကဘယ်လောက်ထိအကျန်းခံလဲအကျန်းခံတာပြင်ဒီဖုန်းမှာဘာတွေကောင်းတာတွေရှိလဲဆိုတာကိုကျွန်တော်နေအတူတူအဆုံးထိကြည့်လိုက်အောင်အဲ့တော့ပထမဆုံးဒီဖုန်းရဲ့အကျန်းခံတာကိုစပြောလိုက်အောင်ဒီဖုန်းမှာက IP68 69ဓာတ်ဆန် water resistant ပါတော့ ရေစုံရုံတွေမဟုတ်ဘူးရေစိမ့်တာတွေပါခံနိုင်တယ်ကျွန်တော်တို့ high pressure water jet တွေပါထိုးတာတွေပါခံနိုင်တယ်အဲဒါအပြင်ဒီဖုန်းကမခန့်တာကကျွန်တော်ဒီဖုန်းကိုရေကဲတက်တာနဲ့ထည့်ပြီးတော့အခဲခံမလားအဲဒါမှမဟုတ် hotspot ဦးရဲကိုဆက်ဆက်ကန်လောက်ပြစ်ချပြီးတော့မှဖုန်းကိုပြန်သုံးမလားအဲဒီလိုမျိုးတွေသုံးမယ်ဆိုရင်လည်းဖုန်းကို AACC တတ်တရားသုံးလို့ရတယ်အဲဒီလိုမျိုးလို extreme ဖြစ်တဲ့အပူအေးမမျှတာတွေကိုခံနိုင်တဲ့အပြင်ဒီဖုန်းကကျွန်တော်အမြင့်ပေါ့နော်1.5မီတာလောက်ကမြင့်နေအမြင့်လောက်ကပြုတ်ကျတာတွေလည်းဒီဖုန်းကခံနိုင်တယ် အဲဒါကဘာကြောင့်လဲဆိုတော့ဒီဖုန်းပါက military grade scrap resistant ကို14သင်းစောက်ထိ patch ဖြစ်ပေးတာဆိုတော့ဒီဖုန်းကတော်တော်ကြီးမှအကျန်းခံနေတယ်မှာပါတယ်။ဒါပေမဲ့တခုပြောချင်တာကကိုယ်ဝယ်ထားတဲ့ဖုန်းတစ်လုံးကအကျန်းခံနေတယ်ဆိုတိုင်းဒီဖုန်းတစ်လုံးကိုကျွန်တော်တို့အမြင့်ပေါ်ကပစ်ချတာတို့ရေထဲကိုစိန်တာတို့ရေပူတွေထဲကိုစိန်တာတို့ဒါတွေကိုတော့မလုပ်သင့်ဘူး။ဖုန်းတစ်လုံးကိုဖုန်းတစ်လုံးလို့သုံးတာတော့ပို့ပြီးတော့အဆင်ပြေလိမ့်မယ်။ အမတော်ဆကိုကဒီလိုမျိုးရေထဲပြုတ်ကျသွားတာ၄ဆိုရင်တော့ဒီလိုမျိုးအကျန်းခံတဲ့ဖုန်းတွေဝယ်ထားမယ်ဆိုရင်တော့စိတ်အေးရတာပေါ့အဲ့တော့ဒီဖုန်းရဲ့အဓိကအားတာချက်ဖြစ်တဲ့အကျန်းခံတာကိုပြောပွက်ဆိုတော့ဒီဖုန်းလေးရဲ့ဒီဇိုင်းဘက်ဘယ်လိုနေလဲဒီဇိုင်းဘက်ကကြည့်ရမယ်ဆိုရင်တော့ဒီဖုန်းကရိုးရိုးရှင်းရှင်းလေးပဲကြောဘက်ချမ်းမှာကင်မရာဘန်းကိုဘယ်ဘယ်လေးကပ်ပေးထားပြီးတော့ကင်မရာနှလုံးကိုဒေါင်လိုက်လေးထားပေးထားတယ်ဒီကင်မရာနှလုံးရဲ့ဘေးမှာတော့ flash light လေးကိုထည့်ပေးထားတယ်အဲဒီမှာကျွန်တော်သဘောကျတဲ့အချက်ကဒီကင်မရာ range မှာကောကျွန်တော်တို့ဒီ flash light range မှာကောရွှေရောင် accent လေးထည့်ပေးထားတော့ ကြည့်ရတာကတော်တော်လေးငြိမ်နေဆိုတဲ့ဘက်ကိုသွားတယ်။အယောင်လေးနဲ့တော့အခုကျွန်တော်လက်ထဲမှာခြင်ထားတဲ့ Mocha Brown ဆိုတဲ့အယောင်နဲ့နောက်တစ်ယောက်တော့သူရဲ့ Thin Color Hero Color လို့ပြောလို့ရမယ့် Olive Green ဆိုတဲ့အယောင်တစ်ခုရှိတယ်။ဒီ Mocha Brown မှာတော့ကျွန်တော်ကြောဘက်ချမ်း texture က Frosted Glass texture ကိုသုံးထားပြီးတော့လက်ရောင်ထင်မှု Olive Green မှာကကျတော့ကျွန်တော် Leather texture လေးနဲ့ဆိုတော့အယောင်ပေါ်မူတည်ပြီးတော့ခြင်ရတဲ့ခန္ဓာကြောက်တော့တိတ်မတူဘူး။ဒီ Mocha Brown ဆိုတဲ့အယောင်လေးကတော့ကျွန်တော်တို့လူငယ်ပေါ့နော်။အသက်30ကျော် BJ တွေပါခြင်မယ်ဆိုရင်တော့ပို့ပြီးတော့မိုက်လိမ့်မယ်။ ာလို့ဒီကောင်လေးကတည်ငြိမ်နေပေါ့နော်အဲကိုကအဲ့လိုမှမဟုတ်ဘူးကိုကလူငယ်ဆန်တဲ့ vibe လေးကိုလိုချင်နေဆိုရင်တော့ကျွန်တော် olive green ဆိုတဲ့ color လေးကလည်းတော်တော်လေးမှလူငယ်ဆန်တဲ့ဘက်ကိုတွားတယ်လက်ထဲမှာခြင်ထားတဲ့ hand feeling ကတော့ဒီဖုန်းကပပလေးနဲ့မှကြည်ကြည်လက်လက်ဖြစ်ပြီးတော့အကျန်းခံတယ်ဆိုတော့ vibe ကိုရတယ်အလေးချိန်နေနေရလည်း 164g နဲ့အထူးနေနေရ 7.8mm ဆိုဒီဖုန်းကလက်ထဲမှာအလေးချိန်တစ်ခုဖြစ်ပြီးတော့ပပလေးဆိုတဲ့ခြင်ထားချက်ကိုတော့ရတယ် display bar ကိုသွားမယ်ဆိုရင်တော့ဒီဖုန်းမှာက6.67 inches LCD panel မှာ120 Hz ကိုတုံးထားပြီးတယ်။အာ P brand ကလည်း1000 nit ထိဆိုတော့ outdoor usage မှာသုံးမယ်ဆိုရင်အဆင်ပြေဆိုတဲ့အနေအထားမှာရှိတယ်။အကိုက12နာရီနေရောင်ထဲမှာသုံးမယ်ဆိုရင်တော့နည်းနည်းဒီဖုန်းရဲ့ display ကိုမြင်ရဖို့တော့မျက်စိလေးကနည်းနည်းလေးတော့အားဆိုင်ရမယ်။ Overall display quality အနေနဲ့ကတော့ဒီဖုန်းကဒီဇိုင်းဝင်ကျင်မှာမဆိုးဆိုတဲ့အနေအထားမှာရှိတယ်။ Speaker အနေနဲ့ကတော့ဒီဖုန်းမှာက stereo speaker ကိုသုံးထားပြီးတဲ့အပြင်မှာ volume ကို300%ပါဆန့်လောက်ထိချဲ့လို့ရတာဖြစ်တတ်တဲ့ကြောင့်ဒီဖုန်းတစ်လုံးမှာ speaker အတန်ခက်ကြဲကြဲလိုချင်တဲ့လူတွေဒါတော့ဒီဖုန်းလေးနဲ့တော်တော်လေးအဆင်ပြေလိမ့်မယ်အရင်ပိုင်းမှာဆိုရင်ဒီဖုန်းကတော်တော်လေးမှအားတာတယ်ဗောနော်အဓိကသူ့ရဲ့အားတာချက်ထဲမှာပါတယ်ဒီဖုန်းမှာက9800 mAh ကိုထည့်ပေးထားတယ်ကျွန်တော်အပေါ်မှာပြောခဲ့လို့ပဲဒီဖုန်းရဲ့အထူက7.8 mm ပဲရှိတာ哦ဒီလောက်ဘက်ထရီခက်ကြီးကြီးထည့်ပေးနိုင်တာဆိုတော့တော်တော်လေးတော့အားရဖို့တော့ကောင်းတယ် အပြန့်သွင်းမှုကိုလည်းဒီဖုန်းမှာက45 watt fast charging နဲ့ဆိုတော့0 to 100ကိုတနာရီကျော်လောက်ပဲသွင်းလို့ရတယ်။နောက်ပြီးတော့ကိုကဖုန်းတစ်လုံးကိုဖုန်းတစ်လုံးလို့ပေါ့နော်ရိုးတနံဖုန်းပြောတာ social media လောက်သုံးတဲ့လူဆိုရင်ဒီကောင်ရဲ့ battery ကအနည်းဆုံး2ရက်လောက်တော့တတရရအေးဆေးဆေးခံနိုင်တယ်။အဲ့တော့ဒီဖုန်းက battery ပိုင်းနဲ့ပတ်သက်ပြီးတော့တော်တော်လေးအားရကောင်းနေတဲ့မှာပါတယ်။ ASUS အနေနဲ့ကတော့ဒီဖုန်းမှာက Snapdragon 6S Gen 1ကိုတုံးပေးထားဖြစ်တဲ့ကြောင့် ဒင်းကိုပဲအဓိကဦးစားပေးဆော့မဲ့လူတွေအတွက်ကတော့ဒီဖုန်းကိုတိတ်ပြီးတော့ recommend ပေးပြခြင်းဘူးအဘလိုလူတွေကို recommend ပေးခြင်းလဲဆိုတော့ကိုကဖုန်းတစ်လုံးကိုတာမန် daily usage social media သုံးတာ youtube ကြည့်တာ tiktok ကြည့်တာတော့ကစပြီးတော့ mobile legend လို့ဂိမ်းမျိုးကိုပေါ့ပေါ့ပါပါဆော့မဲ့လူတွေအတွက်ကတော့ DSOC ကအဆင်ပြေတယ်ဒီဖုန်းကလည်း performance hungry ဖြစ်တဲ့လူတွေကို target ထားတာမဟုတ်တဲ့အတွက်ကြောင့်ဖုန်းဝန်တာမန် daily usage သုံးတဲ့လူတွေအတွက်ကတော့ DSOC နဲ့က AACC သုံးလို့ရမယ့်အနေအထားမှာရှိတယ် ကင်မရာဘက်မှာတော့ဒီဖုန်းက50 megapixel main camera နဲ့2 megapixel depth ဂျွဲကင်မရာဆက်တက်နဲ့လာတယ်ဒီ2 megapixel depth ကတော့တိတ်ပြီးတော့အသုံးဝင်တဲ့ကင်မရာမဟုတ်ဘူးဆိုပေမဲ့အသူရှိမှာပါတဲ့ main camera နဲ့ပေါ့နော်50 megapixel main camera နဲ့ဓာတ်ပုံတွေပါရိုက်မယ်ဆိုရင် daylight အချိန်တွေမှာတော်တော်လေးအဆင်ပြေရယ်ဆိုတော့ပုံဖြတ် quality တွေကိုထုတ်ပေးနိုင်တယ်။ selfie camera နေနဲ့ဒီဖုန်းက8 megapixel ကိုသုံးထားပေးတယ်။ selfie camera ပုံထွက် quality တွေကတော့လက်ခံနိုင်တဲ့အနေထားထက်ပိုတယ်ဆိုတော့အနေထားတစ်ခုမှာတော့ရှိတယ်။နောက်ပြီးတော့ဒီဖုန်းမှာက single နှစ်ကပ်ထိုးပြီးတော့သုံးလို့ရတယ်။အဲဒါပြင် SD card slot ပါပါတာဖြစ်တဲ့ကြတဲ့ကြောင့်ကိုက external SD card တွေပေါ့နော်။ဥပမာ 128GB တို့ 256GB တို့ 1TB တို့အဲဒီလိုမျိုး SD card ကို storage ကိုမြင့်မြင့်မြင့်ပြီးတော့သုံးမယ်ဆိုရင်လည်းအဆင်ပြေတယ်။အခြားသော feature အနေနဲ့ဒီဖုန်းလေးမှာက Oppo Reno 30နဲ့ 30F မှာတုံးလို့ရတဲ့အချို့ AI feature တွေကို ထည့်ပေးထားတယ်။ဥပမာကျွန်တော်တို့ line ဆွဲရပိုကောင်းအောင်လုပ်ပေးတဲ့ AI lens pool လို့နောက်ပြီးတော့ photo dot ကိုသွားမယ်ဆိုရင်လည်း live photo လို့ photo eraser 2.1လို့ဒီလိုမျိုး AI feature တွေအပြင်မှာကျွန်တော်တို့ဖုန်းကိုလက်အိတ်ဆွထားမယ်ဆိုရင်တော့ဖုန်းတုံးလို့ရတဲ့ glass တက်လိုမျိုး feature တွေအဲဒီလိုမျိုးတကယ်အသုံးဝင်တဲ့ feature လေးတွေကိုဒီဖုန်းမှာစုံစုံလင်လင်နဲ့ထည့်ပေးထားတယ်။အဲ့တော့နောက်ဆုံးအဆုံးတက်နေတဲ့ဒီဖုန်းကဘယ်လိုလူတွေအတွက်လဲ။အာဒီဖုန်းကကျွန်တော်တို့ပေါ့နော်။အာကြမ်းကြမ်းတန်းတန်းဟို industry မှာလုပ်နေရတဲ့ construction worker တွေ ကျွန်တော်တို့ delivery service လုပ်နေတဲ့လူတွေနဲ့ဖုန်းတလုံးကိုအကျန်းခံတာ battery ခံတာဒီဇိုင်းလာတာပြုံမှ hand feeling ကြည်ကြည်လက်လက်ဖုန်းတလုံးကိုလိုချင်တဲ့လူတွေကတော့ထည့်ပြီးစဉ်းစားတဲ့နဲ့ဖုန်းလုံးလို့ပြောနေပဲအားလုံးကျေးဇူးတင်တယ်ကျွန်တော်အောက်ခံပါ Yangon Mobile Store